ကျမကတော့တင်ဆက်သူမဆန္ဒပါဖြည့်ရမှန်ဇလန်းကောင်းများနဲ့စိတ်ဝင်စားပွဲမှုကင်းဇလန်းကောင်းများကို နေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့ MU YouTube Channel ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှတင်ဆက်ပေးမယ့်ဇလန်းကောင်းလေးကိုလေခံစားနားဆင်အားပေးကြပါအောင်ရှင်စူးလွေမောင်ကစူးလေဖျားလန်းနဲ့အနောယထာလန်းဆောင်ရောက်မိပွိုင်းအနီးကနေ၍တစုံတယောက်ကိုစောင့်မျှော်လျက်ရှိ မိုးကဖြိုးဖြိုးဖြောက်ဖြောက်ရွာလျက်ရှိတယ်။မိုးရွာနေပုံမှာပြင်းရည်စပွေကောင်းလာတယ်လို့စိုးလွင်မောင်ရဲ့စိတ်ထဲမှာအထင်ရောက်နေမိတယ်။တဲတဲမဲမဲရွာလိုက်ရင်လေအကောင်းသာအခုတော့ဖွဲယုံသာသို့တော်လေရန်ကုန်မြို့ရဲ့နိုင်လွန်ကတရာလမ်းများမှာရေကွက်များတင်လျက်ရှိတယ်။ညနေ6နာရီခန့်သာရှိသေးပေမဲ့မိုးကြောင်မှောင်ရီစားပြုတ်ပြီးမှဈေးဆိုင်များမှာမာဂျူရီ၊နီယွန်စတဲ့မီးလုံးများလင်းလက်လာခဲ့ပြီး ကျူလီဖျားလန်းရင်ညကမာဂျိုရီ မီးရောင်များနဲ့တောက်ပနေတဲ့တော်လေမိုးကြောင်တမောင်းဖြစ်နေသည်ရေခွက်များမှာမီးရောင်ပြန်များဟတ်နေလူတွေကားတွေဥတ္တဟူသွားလာနေကြ၏အတံပလံများစုညံကအမြင်မှရှုပ်ထွေးနေသည်ဆိုးလွင့်မောင်က ဆောင်းဆိုင်နေရခြင်းအတွက်စိတ်မပြတ်မိပြီးနှစ်သိမ့်မှုတောင်ဖြစ်ရသည်သူရဲ့စိတ်ရှိမှုနဲ့ပတ်သက်ပြီးစန္ဒမူနာတည်းရဲ့ပြနေသည်လို့ဖြစ်သည် ်ဖြတ်တန်းသွားလာကြကုန်တဲ့လူအပေါင်းနဲ့ဘက်စကောင်ကိုပိုင်ကောင်အငါကားပေါ်မှာမိမများကစိုးလွင်မောင်းကိုစူးစိုက်ကြည့်သွားတဲ့ကြတဲ့ဂျာကလေသူ့စိတ်မှာနှစ်သက်မိတယ်လို့ရှိနေတယ်။သူ့ရဲ့အဝေးစားမှာလူတို့ရဲ့အကြည့်ကိုဖိတ်ခေါ်တယ်လို့ရှိတယ်။သူ့ရဲ့သပင်ကပခုံးတိုင်ရှိလျားရီကျင်းနီရောင်ဖြစ်လျက်အပြားမှာကောက်နေတယ်။သူ့ရဲ့အင်ကြီးမှာနောက်ဆုံးပေါ်ဒီဇိုင်းနောက်ဆုံးပေါ်ပုံစံနောက်ဆုံးပေါ်ဖက်ရှင် ဇိုးလွင်မောင်ကနောက်ဆုံးပေါ်ဟူသည်များကို နှစ်ကြိုက်သူလက်ခံသူ အလိုရှိသူသူရဲ့ဘောင်းမီကဂျင်းစာဖြစ်တဲ့ခါဘတ်မှာလက်ဘဝကအပြားကြီးကြီးအကြီးခွန်တွေလိုအရာများပါရှိဖနက်ကိုလေကြည်ပေါင်းတထွာတညိုနီးပါခုံချီနေဇိုးလွင်မောင်ကကြည်ကောင်းနေလူငယ်တယောက်ဖြစ်တဲ့ကြည်ကောင်းအောင်လေဝစ်စားစင်ရင်တက်လေရှိတဲ့အရန်မောင်အလုံးထဲမှာမဆူမကြုံမနှိမ်မမြင့်ဆိုသလိုဖြစ်တဲ့ တခုသာရှိသည်သူရဲ့မျက်ဝန်းများကတေးချင်းနေခြင်းဖြစ်သည်သူအချက်ကြောင့်ပေသူကရုပ်ရှင်တရုပ်ဆောင်လုံရန်အကြံကိုစိတ်လျှော့ထားရခြင်းဖြစ်သည်သူရဲ့လေပင်မှာယူရီးယားဗတ်ကျိုးရှိသည်လက်နက်ဖက်ရဲ့လက်သက်ကြွယ်နှစ်ချောင်းမှာလက်စွပ်နှစ်ခွင်ရှိသည်သူကလှပစွာဝေစားစင်ရင်တက်တာတောင်မကသည်အဖိုးတန်ပစ္စည်းများကိုလည်းသုံးလေသုံးထားရှိသည်လက်တစ်ဖက်မှာအဖိုးတန်နာဤအဖိုးတန်ရေမွေအဖိုးတန်ပေါင်တာ ဆင်စစ်တော်သူ့ရဲ့လုပ်ငန်းမှာဤအရာတွေက မတုံးလို့မဖြစ်သူကယောက်ျားပိုင်းလုံးတယောက်ဖြစ်တယ်သူအကြောင်းကိုအထီးနာခဲ့တဲ့မိမတော်တော်များများကသိကြတယ်ထို့အတွက် သူက အနည်းငယ်များရှက်ကြောက်ခြင်းမဖြစ်ခင်ဂျာကလည်းသူ့ရဲ့အသက်မွေးဝမ်းကြောင်းမှုဖြစ်တယ်သူကပညာကိုဖြစ်ဖြစ်မြောင်မြောင်တတ်သူမဟုတ်အသက်မွေးမှုပညာတရရဲ့နဲ့ဘဝကိုရည်တည်နိုင်သူမဟုတ် ပညာလဲမတက်လက်ကြောလဲတင်းအောင်လှုပ်ရှားခြင်းစိတ်မရှိပြီဆိုတဲ့အခါယောက်ျားတံမဲနဲ့ယုံညံ့တဲ့အတန်းစားဝင်တယောက်ဖြစ်ရသည်မှာဘာမှမဆန်းပြီးတော့သူကကောင်းကောင်းနေခြင်းနဲ့ကောင်းကောင်းစားခြင်းနဲ့ကောင်းကောင်းဝတ်ခြင်းနဲ့သူဖြစ်လို့တည်းကအကောင့်ကြီးဖြစ်တယ်။ဒါပေမဲ့သူကတတိရှိသူတယောက်တော့မဟုတ်စွန်စားရဲသူတယောက်မဟုတ်အကျုံအောင်ခံရခြင်းအသက်လူပြီးပြေးလွှားရခြင်းအသေးလေးတပ်ပုတ်တိုက်ခိုက်ရခြင်းတို့ကိုနည်းနည်းကလေးမှဝါသနာမပေါ့။ ထောင်းဆိုတာကိုတော့ကြောက်လကြည့်သေးရဲ့ဒီရက်ထဲကသူ့ရဲ့အသက်မွေးဝမ်းကြောင်းမှုမှလူတစ်ပါးရဲ့မျက်ခုံးမွေးပေါ်ဇင်းကြံလျှောက်ရတဲ့အလုံးမျိုးဖြစ်နေပြန်နေဒီတော့သူရွေးချယ်ခဲ့ရသည်မှာမိမိနဲ့အာရင်တူတွေယောက်ျားတာမဟုတ်ခင်အာရင်နေတဲ့စန့်ကျင်ဘက်မိန်းကလေးများသာဖြစ်ခဲ့တယ်။သူအကြောင်းသိသူတစ်မျိုးကသူ့ကိုမန်ကီးလို့ခေါ်ကြတယ်။မြောက်ကလေးသူကအိမ်တော်ကြီးအစင်မပြေတဲ့အိမ်တော်ကြီးဒုက္ခပြပြဝဝမရတဲ့မိမခကြီးကြီးများကိုကတ်တက်တယ်။ သူကမ်းမိပြီဆိုရင်တော့အခြေအနေကမလွယ်လောက်လုံလောက်တဲ့အထောက်ထားများရတာနဲ့တပြိုင်နက်တည်းစွာတော့ရီသူအကလက်တိတ်ထိုးပေးရတာတမျိုးတိတိတသာပေးလိုက်ရတာမျိုးနဲ့မျိုးမျိုးမြက်မြက်ရတဲ့တည်းနောက်ပိုင်းမှာလဲချင်းချောင်းငွေညချင်းကိုခံရတတ်တယ်မရှူနိုင်မကယ်နိုင်ဖြစ်ရတတ်တယ်အခုတော့လေသူကဒီလုပ်ငန်းကိုအတော်ပဲညင်းငွေလာတယ်အကြီးတန်းသူအိုမင်းသူများနဲ့ဟန်ဆောင်ပန်ဆောင်နေရချင်းကို စိတ်ပြက်လာတယ် သူနောက်ဆုံးမိခဲ့တဲ့အမဲမှာသူ့ထက်အသက်20မြောက်ပုံမူဦးမင်းနေသို့တော်လေထူမင်းမမအစာပိုင်းမှာတော့မဆိုးလားအလွန်မင်းအကြည့်မတန်နဲ့မုတ်ဆိုးမတရားဖြစ်တယ်တွေးကြပြီးလာပေါင်းများစွာပဲအပေကန်းရရောခဲ့တယ်သူ့တိုင်နောက်ပိုင်းမှာတော့သူကိုယ်တိုင်ထူမင်းမအပေါ်ညင်းငွေလာတယ်တစ်ဖက်ကလည်းအပေကန်းတွန့်တူလာတယ်သုံးဖြုံနဲ့ဘက်ကရှော့ခဲ့ပြီးမေသူ့ရဲ့မူလထောက်ပံ့ငွေကိုတော့ရက်ဆိုင်မပြည့်ခဲ့တဲ့အတွက်တော်သေးတယ်လို့ဆိုရမယ် နောက်တဲ့ကြောင်းမှာဒီလာပိုင်းအထွန်းမှာသူကလွင်လွင်ချို့ကိုတွေ့ခဲ့ရတဲ့လွင်လွင်ချို့မှာငယ်ရွယ်လှပတဲ့မိန်းကလေးတယောက်ဖြစ်တဲ့သူနဲ့တတူရွယ်တူဖြစ်တဲ့သူအကြောင်းကိုမယိမ့်မိနိုင်တဲ့အတိုင်းအဝိုင်းကဖြစ်တဲ့ပြီးတော့လွင်လွင်ချို့ကသူ့အပေါ်မှာစိုးစင်များတန်တရားရှိပုံလေးမပြခဲ့ယခုသူစောင့်နေတာကလွင်လွင်ချို့လွင်လွင်ချို့ကအင်ကနေထွက်ခွင့်သာရနဲ့တပြိုင်နက်တည်းထွက်လာခဲ့မယ်လို့ဆိုတဲ့ သူနဲ့ချင်းဆိုထားတဲ့နေရာကဇူးလေးဖရာလန်းနဲ့အနောက်ရထားလမ်းတောင်ဂျုံဟာစာတော့ဆိုင်ဆိုးလွင့်မောင်က လက်ကနာယီကိုငုံကြည့်ချောင်းနာယီခွဲကိုတီတီလေးကြော်လီပြီးဘာများဖြစ်ခဲ့ပါလိမ့်လွင်လွင်ချိုတယောက်စိတ်ပြောင်းသွားလီပြီလားဆိုတာမတွေးပါအကြောင်းကတော့ထိုမင်းကလေးကရိုးသားပြီးဂရီတီကြီးကသူ့အပေါ်မှာတကယ်တမ်းချင်းမြတ်နိုးတယ်လို့ထင်မိရာအကြောင်းဖြစ်တယ်။ဘောင်းမီအိတ်ထဲမှာစီးကရက်ဘူးကိုထုတ်ယူတယ် ဘလက်တီနန်ရောင်လှပါရစီးကရက်ဘူးဖြစ်သည်ဒီဘူးကို သူ့အဖွားကြီးက မွေးနေ့အတွက်လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်အဖွားကြီးနဲ့ပတ်သက်ပြီးနည်းနည်းကလေးမှစိုးရိမ်ကြောက်ကြစိတ်မဝင်မိပါယခုအခါမှာတော့အဖွားကြီးကသူ့ရဲ့စာကို တွေးရှိပြီးဒေါပွားကောင်ပွားနေရောမေးတင်နေသူကိုပြည့်ပြည့်နေနေဆဲရေးကောင်ဆဲနေမေးဒါမှမဟုတ်ဒေါသနဲ့နှဲကြတယ်လို့တကူလုံးတုံချင်တုံနေမေးတလောက်သာဖြစ်မေးဒီထက်ဘာတစ်ခုမှမပိုးနိုင် အကြောင်းကတော့သူ့စီမှာရှိတဲ့အဖွားကြီးရင်စားများကတရားရုံးတော်မှာလက်ကောင်ရဲစခန်းမှာလက်ကောင်လူအများရှိမှာလက်ကောင်ဖွင့်ဖက်ရမတင်တာကြောင့်ဖြစ်သည့်သူမရဲ့နာမည်တရင်နဲ့ဆွေမျိုးအတိုင်းဝိုင်းတို့အကြားမှာအများတွေ့ကွက်မှာပက်လက်မျောရလောက်အောင်အဖွားကြီးမှာမိုင်မဲမှမဟုတ်ကြောင်းသိကြနေသည့်သူမကကျင်းစဲယုံကလွဲပြီးဘဲရဲစခန်းဘဲရုံးတော်ကိုမှမတော်ရောက်ဝန်းနဲ့အဖြစ်ကိုစိုးလွင်မောင်းသိနေသည့် ဇိုးလွင်မောင်က ပလက်တီနမ်ရောင်စီးကရက်ပူရဲမှာစီးကရက်တလေးကိုထုတ်ယူကဓာငွေမိချင်းမှာမိညီးလိုက်တဲ့မိကိုများကိုမှုတ်ထုတ်ရင်စိတ်ထဲကမနှက်ဖြန်လို့ရေရောမိတယ်မနှက်ဖြန်မနှက်ဖြန်မှာတော့သူနဲ့လွင်လွင်ကြိုတော့ငပလီမှာရောက်ရှိနေကြတော့မေဝါဖန်းနဲ့တောင်ပြာလွင်နဲ့ပင်လေ စိမ့်များတဲ့အုံးပင်တန်းဘလောက်သားရတဲ့လောကဖြစ်မလဲဘလောက်ရွှင်လန်းချမ်းမြေ့ပွေရာဖြစ်မလဲ ပင်ကိုအမြင်မှာပင်ကိုအချိုးစားတောင်တင်းနာကိုတည်နိုင်တဲ့လွင်လွင်ချိုးကို ရေချိုးဝစ်စုံနဲ့မြင်တွေ့ရမယ်ဆိုတဲ့ကောက်လွင်လွင်ချိုးကသူ့ကိုလက်ထက်ကောင်းလက်ထက်မင်းလက်မထက်ဖဲနေခြင်းနေမင်းဒါမှမဟုတ်သူအချောင်းကိုတည်သွားတဲ့နေ့မှာခွဲခွာခြင်းခွဲခွာသွားလိမ့်မင်းကိစ္စမရှိပါ နေရတဲ့အခိုက်တန့်ကကျေနပ်စရာဖြစ်တယ်သူကကျေနပ်စော်နဲ့တကိုယ်လေးပြုံးလိုက်တယ်ယခုတော့လေသူကငွေ9000ကို ထုတ်ထုတ်ပိုက်ပိုက်ရခဲ့ပြီ သူ့ရဲ့တတက်တာမှပြည်စည်းတခုကဒီလောက်များပြားတဲ့ငွေကိုမရစဘူးဖြစ်တယ်။ဒါတောင်ကိုမတာကဈေးနှိမ်ဝယ်ယူတာကြောင့်ဖြစ်တယ်။ပေါက်ဈေးထက်ခေါချိုးဖြစ်ကြောင်းသိတယ်။ဒါပေမဲ့မတတ်နိုင်ကိုမတာက ရွှေဘုံသာလမ်းမှာရတနာဆိုင်ဖွင့်ထားသူဖြစ်တယ်။ဇိုးလွင်မောင်တို့အဖို့ကိုမတာမှာဖောက်တဲ့ကောင်ဖြစ်တယ်လို့ကိုမတာအဖို့လည်းဇိုးလွင်မောင်က ဖောက်တဲ့ကောင်ပေါ့။ တခါတည်းရန်ဇိုးလွင်မောင် အမေကသူမရဲ့ပစ္စည်းကိုကိုမတို့ရဲ့ဆိုင်မှာတွေ့ရတယ်။သူတခါပစ္စည်းကိုအဆုံးမခံနိုင်၍ဒါမှမဟုတ်လူသိမှဆို၍ပြန်လဲဝယ်ယူတတ်ရမျိုးရှိတယ်။ဒီတခါမျိုးမှာကိုမတို့ကဈေးကောင်းရတတ်တယ်။ဇိုးလွင်တို့ကိုအမျက်ထဲကရှယ်ယာကလေးပါလေးတောင်ခွဲပေးတတ်တယ်။အဖွားကြီးရဲ့ဗရံမြဘရက်အချောင်းကိုကိုမိုတာကိုစိုးလွင်မောင်ပြောပြထားရီ ဂရဝိတ်မှာမင်္ဂလာပွဲတပွဲမှာအဖွားကြီးဝင်လာမယ့်အကြောင်းကြိုတင်ပြောကြားကောင်းကိုမိုဒါကိုထိုမင်္ဂလာပွဲမှာကြိုဆောင်ကာအကဲဖြတ်စေသည်တိတ်အည်သွေးကောင်းတဲ့ဗရံများတွေပဲတုံးတောင်းအထက်တန်ပဲတုံးတောင်းခမရမို့ပြောရပလီဗျာအ ਨੇ ဆုံးတသိန်းတန်နေဗျအေးလေငါကလည်းတုံးတောင်းအထက်တန်မယ်လို့ပြောပါတယ်တုံးတောင်းအထက်မှာကြိုက်တဲ့လောက်တန်မှာပေါ့တသိန်းဖြစ်ချင်းဖြစ်မယ်တုံးသိန်းဖြစ်ချင်းဖြစ်မယ် ခမရဆိုရင်ဘယ်လောက်ပေးမလဲ9000ကောင်းပြီခမရရစေရမယ်ဇိုးလင်မောင်ကစီကရက်ကိုလက်ညှိုးလက်မနဲ့ညှက်ကောင်ပလက်ဖောင်းအလွန်ထီတောက်ပြလိုက်သည်လက်ကနာရီကိုငုံကြည့်သည်9နာရီဆောင်ဆိုင်ရခြင်းကိုစိတ်ပြတ်စပြူလာသည်တီးခတ်နိုင်တဲ့စွမ်းရည်ကကြာစင်းစပြူလာသည်မိုးကလည်းမဆဲနိုင်သည်ပူပြီးတောင်တဲစပြူလာသည်ကျုံဟာစားတော့ဆိုင်ကဒဇက်မိတ်မသူ့တကူစားကိုတော့ မိုးကလုံခြုံမှုမပေးနိုင်သလိုရှိတယ်။မိုးပွဲမိုးမုံတို့သူ့ကိုယ်ကိုဆူဆူဆပြုတ်လာတယ်။မိုးကြောင့်လူတော့အတန်ရှင်းသွားခဲ့ပြီ။သို့တော်လေကားများကဥတက်ဟူသွားစေအတန်ပလန်များစုညံစေ။ဗရံများလေဆွဲကိုရရှိအောင်သူကများစွာအားထုတ်ခဲ့တာမဟုတ် အဖွားကြီးကမိခန့်တစ်တာတော့ကို လက်ကမချတာတော့မှန်နေဒါပေမဲ့အခါတိုင်းလက်မှာကင်ထားတာတော့မဟုတ်ရေချိုးကန်းဝင်တဲ့အခါမှာတော့မှန်တင်ကုံပေါ်မှာတင်ထားတက်လေးရှိတာကိုစိုးလွင်မောင်းလေးလာမိတယ်သူသားအလိုရှိခဲ့မယ်ဆိုရင်တော့ဒီအရင်ကလေးကယူနိုင်စွမ်းရှိတယ်ဒါပေမဲ့ထိုးစင်က လွင်လွင်ချိုးနဲ့မတွေ့သည်အချင်းချက်မပြူရသည်လွင်လွင်ချိုးကရုပ်ရှင်ဝါသနာပါတယ်ကိုယ်တိုင်တည်ယုတ်ဆောင်ဖြစ်ခြင်းနဲ့ ဆိုလင်မောင်ကတချိန်က ရုပ်ရှင်မင်းသားဖြစ်ရန်ကြိုးစားမှုတွေသူကြောင့်ရုပ်ရှင်နေပေမှာအတိအကျများရှိခဲ့တယ်။လွန်လွင်ချိုးကိုရုပ်ရှင်လောကတွေကနမည်ကြီးသရုပ်ဆောင်တချို့ထုတ်လုပ်သူတချို့ဒါရိုက်တာတချို့နဲ့မိတ်ဆက်ပေးနိုင်ကလေးကလွန်လွင်ချိုးရဲ့အထင်ကြီးမှုကို ခံယူရပြီးဖြစ်တယ်။လွန်လွင်ချိုးကို သူကကြောက်ကုန်တဲ့အဖြစ်နဲ့လှိမ့်ထားနိုင်တယ်။သူ့မှာကိုမော်ဒါလိုရတနာဆိုင်များနဲ့လေအဆက်အသွယ်ရှိထားတယ်မဟုတ်လား။ လွင်လွင်ချို့ကိုသူ့အနေနဲ့ငွေရင်စိုက်ထုတ်ပြီးရုပ်ရှင်ရိုက်ပေးနိုင်တယ်ဆိုတော့မျော်လင့်ချက်ပေးထားနိုင်တယ်အမဲတော့အမဲပါပဲဒါပေမဲ့ဒီအမဲကိုတော့သူဖြတ်ရန်မကြံခင်အတီတကြလက်ထက်ရန်စိတ်ကူးတယ်ထို့ကြောင့်သူစီးဆောင်ခဲ့တယ်ခြေလက်ဆောင်စည်းခဲ့တယ်အထင်မြင်သေးတော်မဲ့အပြုမှုမျိုးကိုရှောင်နေတန်းစင်နဲ့အချစ်ကိုတာရကပြနိုင်ရန်ကြိုးစားရလိမ့်မယ်ဒီလိုနဲ့တနေ့မှာတော့လွင်လွင်ချို့ကိုဖွင့်ဟချေရေးဆိုတယ်ဒါပေမဲ့ငင်းခဲ့တယ် ဇွဲကောင်းကောင်းနဲ့ဆောင်းဆိုင်ပြီးကမှချစ်တုပ်ပြန်ခဲ့သည်။ချူတို့ရဲ့အချစ်ခကြီးကဖြောင်ဖြူးမဲ့မထင်မအောင်အခုအင်ကလူကြီးတွေကချို့ကိုရွှေလိုဥထားခြင်းကြတာဘယ်နည်းနဲ့မှလက်ထက်ခွင့်ပေးမှာမဟုတ်ဘူး။ဒါဆိုလေကိုတို့စွန်စားကြရမှာပေါ့ကွယ်။အစုံမှာတော့လာထွက်ကလေးမြင်းမော်တင်မေရင်ကိုမောင်ကခိုးမယ်လို့ဆိုတဲ့အခြေစိုက်ခဲ့တယ် ခိုးယူထွက်ပြေးရမယ်ဆိုခြင်းမှလည်းစင်စစ်စိုးလွင်မောင်းအဖို့လိုလားနှိမ့်ချိုက်နိုင်စရာဖြစ်ခဲ့သူအခြေအနေနဲ့ပေါ်ပေါ်ထင်ထင်မဖြစ်ရလီကောင်းလီလွန်လွင်ချိုနဲ့နေတတ်မှတ်တဲ့အချင်းချက်ပြရီနေလေကအဖွားကြီးအင်ကူရောက်တဲ့ထုံးစံတိုင်းအဖွားကြီးအင်ကူရောက်တဲ့ထုံးစံတိုင်းအဖွားကြီးရေချိုးကန်းကိုဝင်တဲ့အခါမိခံတစ်တာတော့ကိုမှတ်တင်ကုန်ပေါ်မှာတင်ခဲ့တယ်။စိုးလွင်မောင်းအဖို့အချိန်လူစရာမလိုပါ အဖွားကြီးကရေတကာချိုးရင်အ ਨੇ စုံမိနစ်20တော့ကြာတတ်တယ်။စိုးလွင်မောင်ကမိခင်တစ်တာတော့ကိုယူရီမိခင်တစ်တာကိုဖွင့်နေအတွင်ကလက်ဝဲယေရနာမြောင်များစွာရှိသူ့တိုင်သူ့အလိုရှိရာကိုပဲယူခဲ့တယ်။ဗရံများလေဆွေဂရီပါခင်းတဲ့ဘူးကလေးတွေမှာဗရံများလေဆွေရှိချောင်းတေချာတဲ့ခါဘူးကိုယူရီမိခင်တစ်တာကိုပြန်ပေးတယ်။အတန်အတွက်တော့ပူပင်စရာမလိုပါဘူး။ ရေချိုးကမ်းမှာရေပန်းပွားမှာရေကြတဲ့အတန်ကသူ့ဟာသူစူညံနေတယ်။စိုးလဲ့မောင်စားရဆောင်ရေတယ်။ကျွန်တော်မမကိုလမ်းခွဲသွားပြီ။ကျွန်တော်တို့ဇလန်းဟာဒီဘဝဒီများ ဆိုသလိုလမ်းခွဲဖို့ကောင်းတာကြာပြီဖြစ်တာကိုတော့မမသဘောပေါက်မှာပါ။ကျွန်တော်အနေနဲ့ရာတင်ရာထိုက်တယ်ဆိုတဲ့အဖိုးခါကိုယူသွားပါတယ်။တခုပဲတတိပေးချင်ပါတယ်။ငြိမ်မနေဘူးဆိုရင်ကျွန်တော်လက်ဝယ်မှာရှိနေတဲ့မမရဲ့စာတွေအကြောင်းပြကြလိမ့်မယ်။ဒါပါပဲ။ဘိုင်ဘိုင် ဒီအလုံးမျိုးကစိုးလွင်မောင်လုံနေကြဒီအဖြစ်မျိုးကစိုးလွင်မောင်အဖိုးဖြစ်နေကြဒီတော့ဘာတခုကိုမှစမ်းကြဲတယ်မတင်ဘာဝေဒနာမှမခံစားရရွှေပုံသာလန်းကိုရှောက်ခဲ့တယ်ကုမတားနဲ့အရန်တင်တွေ့တယ်ကုမတားရှိမှရတနာဘူးကိုဖွင့်ပြတယ်ကျွန်တော်အခုချက်ချင်းငွေ9000တောင်းလိုချင်တယ်ကုမတားအလုပ်ဖြစ်လာခဲ့ပြီမဟုတ်လားကိုဘက်က OK ပါအသေးဆက်ဆက်ရာရန်ဇက်ကူများမှာရနံတင်းနေတယ်လို့စိုးလင့်မောင်ထင်တယ် ဘူကြုံဈေးဘက်ကိုကူးကပစ္စည်းတချို့ဝယ်တယ်။သူ့ရဲ့တိုက်ခန်းကိုမပြန်မဲနေရန်တတိရှိနေတယ်။စားတော့ဆိုင်အစုပ်ကလေးတစ်ခုမှတဏီကုံအချိန်ဖြုံးနေလွင်လွင်ချိုနဲ့အချင်းဆိုထားတဲ့နေရာကို အချိန်အတိကျစွာရောက်လာတယ်။ဒါပေမဲ့လွင်လွင်ချိုက နောက်ကျနေတယ်။ခုနှစ်နာရီခန့်တည်တည်ကြော်လာတယ်။စိတ်မရှိနိုင်အောင်ဖြစ်လာတယ်။လွင်လွင်ချိုနေထိုင်ရာဗဟန်ကြားတော်ရလန်းကိုလိုက်ရရင်ကောက်မလားစဉ်းစားတယ်။ဒီခိုက်မှာပဲမိန်းကလေးတယောက်က အမမလာရက်တယ်။ လွင်လွင်ချိုတို့အိမ်အနီးမှာမင်းကလေးတယောက်ဖြစ်ကြောင်းမှတ်မိတယ်။ကိုစိုးလွင်မောင်အတွက်လွင်လွင်ချိုကစားပေးခိုင်းလိုက်လို့။ "तू ရော तू မလာနိုင်လို့သူ့ကိုစားကျမလာခဲ့တာပါ။စိုးလွင်မောင်ကစားကိုကမန်ကရန်ဖွင့်ဖောင်းနေခိုက်မင်းကလေးကကျမသွားမယ်ဆိုကသူ့အပားကပျောက်ကွယ်သွားတယ်။စိုးလွင်မောင်ကစားကိုမြင်သာရန် စားတော့ဆိုင်မှာမီးရောင်မှထောင်ပြီးတော့ဖတ်ရတယ်။အကို sorry ပါပဲအကိုကြီး။ ချိုအကိုကိုညာခဲ့မိတာတွေနဲ့ပတ်သက်လို့ပါတကယ်တော့ချိုဟာအကိုနဲ့မထိုက်တန်တဲ့မိန်းကလေးတစ်ယောက်ပါချိုမှာချစ်သူရှိခဲ့တယ်သူနဲ့လက်ထက်ခဲ့တယ်ဒါပေမဲ့ကြောက်ကစားဖြစ်ပြီးတော့ချိုမိဘအိမ်ကိုပြန်ဆင်းလာခိုင်မှအကိုနဲ့တွေ့ရတာပါပဲအကိုကိုညမချစ်ပါတယ်ဒါပေမဲ့မိန်းကလေးဆိုတာတမျက်နာနှစ်မျက်နာမများကောင်းမအောင်ဒါကြောင့်အကိုခေါ်ရာကို မလိုက်တော့ပဲချိုခင်မွန်းရှိရာကိုပြန်သွားဖို့ချိုဆုံးဖြတ်ခဲ့တယ်ချိုကိုခွင့်လွတ်ပါချိုး ဇိုးလွင်မောင်အဖို့လောကကြီးကဂျွန်ထိုးမောက်ခုံဖြစ်သွားတယ်လို့ထင်မိတယ်။အရာအားလုံးကမောင်မဲမှုံမိုင်းကသူ့စိတ်အတိမာလေးတိမ်ွေမူးနောက်သွားတယ်လို့ခံစားလိုက်ရတယ်။သွားပြီ၊သွားပြီ။ငါမျောလင်းချက်ရီမှန်းချက်တွေတဲတဲ့ရေးသွန်းတယ်လို့ဖြစ်သွားပြီ။စိတ်သေးကပြောကနာကြီးစော်နဲ့တောက်တဲ့ချက်ခေါက်လိုက်တယ်။စာကိုလုံးချေကရေမြောင်အတွင်ကိုပြစ်ချလိုက်တယ်။ ဇူးလီဘီယာလန်နဲ့အနောယထာလန်းဆောင်ထောင်းမှာထွက်ခွာမေးပြူတယ်။သူ့ဘေးကိုလူနှစ်ယောက်ဝင်လာကတဖက်တစ်ချက်ကညှက်ပြီးရန်လိုက်တယ်။မိုးကအင်ကြီးကိုစီဝှေ့ပြီးအိုးထုပ်ပြောများကို မျက်နှာတဝက်နီးပါ အရေးဖုံးအောင်စောင်းထားတယ်။ကိုစိုးလွယ်မောင်လား။ဟုတ်ပါတယ်။ကျွန်တော်တို့နဲ့ခဏလိုက်ခဲ့ပါ။ဘဲကိုလဲရမှာလေ။ရဲစခန်းကိုပါ။အိုးဘာလို့လဲရမှာလဲ။ကျုပ်ကဘာပြည့်ရှိလို့လဲ။ချက်ကြောက်တွေကိုဗရံများဆိုပြီးတော့ ငွေ9000နဲ့လင်ရောက်သွားတဲ့အတွက်ပါ။အိုးမဟုတ်ပါဘူးဗျ။ဒါကိုခမရတို့ဘလို့လောက်ပြီးတက်တည်ပြနိုင်လို့လေ။ကိုမော်တာဆိုတဲ့ယရနာကုံတွေတယောက်ကတိုက်တာပါ။သူကိုယ်တိုင်ခမရကိုရဲစခန်းကထိုင်းဆောင်နေပါလေ။အိုးဒါကလည်းဘာမျှသေးချလို့လေ။စိုးလွယ်မောင်ကဂယူးမဆိုင်တယ်လို့ပြောလိုက်တယ်။သူကိုယ်အကင်မခံမဲရဲစခန်းကိုလိုက်ပါလာခဲ့တယ်။ကိုမော်တာနဲ့ဆုံရတယ်။စိုးလွယ်မောင်မင်းအချင်းချင်းဒီလိုဖြန်ကြဖို့တော့မကောင်းဘူးကွာ ကုမဒါကစည်းကြုပ်အပြည့်တဲနဲ့ကျုပ်ဘာမှပြန်ကြလို့လေဗျရရနာထဲတဲ့ဘူးကိုဖွင့်ပြရဲအထဲကဂရီပါခင်းမှာဗရံများလေဆွဲကိုတွေ့ရရဲအတူတူပဲကွာအာမဖြစ်နိုင်တာငါအသေးချာစမ်းသပ်ပြီးမှပြောတာဘာပဲပြောပြောခမရပြောတဲ့အတိုင်းဥပဒေဖြစ်ရမှာလားခမအနေနဲ့လွှဲပြောင်းထားရင်ဘယ်နဲ့လုံးဝလဲနောက်တစ်ခုကလည်းခမစီမှာကျုပ်ဒါကိုလာရောက်နေဆိုတာဘလို့တတ်တည်ပြမလဲ ဆိုင်နီနာကျင်တက်တွေတွေရှိတယ်။အဓိကကတော့ငါမင်းကိုငွေချေတဲ့အခါမှာယာရန်ဇက်ကူနံပါတ်တွေအလုံးမှတ်ထားခဲ့တဲ့တငယ်ချင်းလိုအပ်ရင်ငါတက်တွေစရင်မှာဒေါ်မြကေတီကိုလည်းမလွဲမကင်းသာထည့်ရမှာပဲ။စိုးလွင်မောင်ကဘာမှမပြောနိုင်မေစက်နာကြီးလဲလိန်ထားသလိုခေါင်းငိုက်ဆိုင်ကျသွားခဲ့တယ်။အချုပ်ခန်းမှာစိုးလွင်မောင်ရှိနေခိုက်စားရဆောင်ကိုလက်ခံရရှိခဲ့တယ်။သူစားမှာမြောက်ကလေး မင်းထင်တယ်လို့မမမအားခဲ့ပါအောင်မင်းနဲ့မမဆက်ဆံရကလေးကမင်းဟာဘာလဲဆိုတာမမသိခဲ့ပါတယ်မင်္ဂလာဆောင်တစ်ခုကိုမင်းကမမရဲ့ဗရမားလေဆွဲဝစ်ပြီးသွားစီကလေးကမင်းရဲ့အကြံစီကိုမမယိမ်းမိခဲ့ပါတယ်ဒါကြောင့်မင်းအစ်စ်တွေကိုလုံခြုံစိတ်ချရတဲ့နေရာမှာပို့ထားပြီးအစ်စ်နဲ့မချအတူတွေလှုပ်ထားခဲ့တယ်မင်းယူသွားတာအတူကြီးပဲမမအချိန်မှာစိတ်မကုန်သေးဘူးဆိုရင်အာမခံရတဲ့နေမှာ မမစီလာပြီးတော့နေလေစားစားနိုင်ပါ रे မမမင်းကိုခွင့်လွတ်ပါ रे မင်းရဲ့မမစာရေးသူဆရာကြီးကိုလေကျေးဇူးတင်ပါ रे ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါ रे ရှင် နားစင်အားပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါ रे ရှင်